ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တက်ဆက်ပေးခြင်းတဲ့အကြောင်းအရာတော့လက်ရှိကမ္ဘာနိုင်ငံတွေမှာဘယ်လိုနိုင်ငံရေးစနစ်တွေကျင့်သုံးနေကြလဲပြီးတော့မြန်မာနိုင်ငံမှာဘယ်လိုနိုင်ငံရေးစနစ်တွေကျင့်သုံးနေကြလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီတလောက်လေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီအကြောင်းအရာပြောခင်မှာကျွန်တော်ရဲ့ News and Political Analysis ဆိုတဲ့ channel ကို like and subscribe လုပ်ထားပေးပါခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ကတော့ နိုင်ငံတစ်ခုကိုဖွဲ့စည်းတည်ဆောက်ကြတဲ့နေရာမှာနိုင်ငံကိုထိကျောင်းနိုင်မှုအတွက်တင့်လျော်တဲ့နိုင်ငံရဲ့စနစ်တစ်ခုကိုလက်ခံကျင့်သုံးကြရပါတယ်။အဲ့ဒီနိုင်ငံရဲ့စနစ်ဆိုတာတိုင်းပြည်တစ်ပြည်ရဲ့နိုင်ငံရေးစည်းဝါးနဲ့လူမှုရေးကိုလည်ပတ်စီတဲ့အရေးကြီးတဲ့ရန်နေရာတစ်ခုဖြစ်ပါတယ်။တနိုင်ငံနဲ့တနိုင်ငံမှာယဉ်ကျေးမှုနဲ့တပိုင်းနောက်ခံတွေမတူညီကြတဲ့အတွက်နိုင်ငံရေးအယူဆတွေနိုင်ငံရေးအတွေးခေါ်တွေလည်းမတူညီကြပါဘူး။အဲ့လိုနိုင်ငံရေးတွေယူဆတွေမတူညီကြတာကြောင့်နိုင်ငံတွေမှာလက်ခံကျင့်သုံးကြတဲ့ နိုင်ငံရေးစနစ်တွေကလည်းတူညီကြမှာမဟုတ်ပါဘူး။တချို့နိုင်ငံတွေမှာဗာစနစ်ကျင့်သုံးလဲဆိုတဲ့အမြင်နဲ့ပတ်သက်ပြီးနိုင်ငံရေးသိပ္ပံပညာရှင်တွေနိုင်ငံရေးသုတေသီကြီးထဲမှာလည်းအငြင်းပွားမှုတွေယခုအချိန်ထိရှိကြပါတယ်။ CIA World Fact Book ရဲ့အစိုးရကတော့ပါလီမန်စနစ်ကျင့်သုံးတဲ့နိုင်ငံပေါင်း130နိုင်ငံခန့်တမလားစနစ်ကျင့်သုံးတဲ့နိုင်ငံ68နိုင်ငံခန့်တစိတပိုင်းတမလားစနစ် Semi Presidential ကျင့်သုံးတဲ့နိုင်ငံပေါင်း16နိုင်ငံခန့်နဲ့ အခြားစနစ်တစ်ခုကိုကျင့်သုံးတဲ့နိုင်ငံ53နိုင်ငံခန့်ကိုစာရင်းပြုစုထားတာကိုတွေ့ရှိရပါတယ်။အဲဒီတော့အဲ့လိုနိုင်ငံရေးစနစ်နဲ့ပတ်သက်ပြီးဒီနေ့တင်ဆက်ပေးခြင်းပါတယ်။အရင်ဆုံးပါလီမန်အစိုးရစနစ်အကြောင်းကိုပြောပြခြင်းပါတယ်။ဗြိတိရှားဟာပါလီမန်စနစ်လို့လူသိများတဲ့ Parliamentary Type of Government အစိုးရစနစ်ကိုကမ္ဘာမှာမိတ်ဆက်ပေးခဲ့တဲ့ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ဒီစနစ်မှာနိုင်ငံတော်အုပ်ချုပ်အဖြစ်ဘရင်ဘရင်မဒါမှမဟုတ်အရွေးချယ်ခံရတဲ့သမ္မတအတော်ဝင်ယူရပြီးတော့ အုပ်ချုပ်ရေးအာဏာအဓိကကျင့်သုံးတဲ့အစိုးရအကြီးအကဲဟာတော့ကာဗာမတ်ယာတို့ကိုတော့ဝန်ကြီးချုပ်ကတာဝန်ယူရပါတယ်။ပါလီမန်ဒီမိုကရေစီအစိုးရစနစ်မှာအုပ်ချုပ်ရေးအာဏာအရှိဆုံးကဝန်ကြီးချုပ်ဖြစ်တာမဟုတ်လို့ဝန်ကြီးချုပ်ကိုရွေးချယ်ပေးရတဲ့ပါလီမန်အောက်လွှတ်တော်ရွေးကောက်ပွဲကနိုင်ငံရေးအရေးအရေးပါဆုံးဖြစ်ပါတယ်။အင်ဂျီယာကနေဒါဂျာမနီဂျပန်ထိုင်းမလေးရှားစင်ကာပူပါဝင် နိုင်ငံပေါင်း130လောက်မှာပါလီမန်ဒီမိုကရေစီအစိုးရစနစ်ကိုကျင့်သုံးကြပါတယ်။ ။နောက်စနစ်တစ်ခုအနေနဲ့ကတော့သမရဦးဆောင်တဲ့အစိုးရစနစ်။အဲ့ဒါဘယ်လိုစနစ်လဲဆိုရင်သမရကနေပြီးတော့နိုင်ငံအကြီးအကဲနဲ့အစိုးရကောင်းဆောင်တွေကိုဓာတ်ရဲ့ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရပုံစံတစ်ခုဖြစ်ပါတယ်။သမရဦးဆောင်တဲ့အစိုးရစနစ်ကျင့်သုံးတဲ့နိုင်ငံတစ်ခုမှာသမရကနေပြီးတော့ပါလီမန်ဒီမိုကရေစီအစိုးရစနစ်ကျင့်သုံးတဲ့နိုင်ငံတွေနဲ့မတူဘဲအစိုးရအဖွဲ့ပေါ်မှာအရေးပါတဲ့အာဏာရှိတယ်။ပြီးရင်လွှတ်တော်ပေါ်မှာတာဝန်မရှိပါဘူး။သမရနိုင်ငံတစ်ခုမှာသမရကိုပြည်သူကဓာတ်ရဲ့ရွေးကောက်တင်မြှောက်တာဒါမှမဟုတ် ရွေးကောက်တင်မြှောက်ရေးအဖွဲ့တစ်ခုကနေပြီးတော့ရွေးကဲရွေးချယ်တင်မြှောက်ထားတာဖြစ်ပါတယ်။တမရကလွှတ်တော်ကနေတည်ပြုထားတဲ့ဥပဒေတွေကိုဗီဒီယိုအားနာသုံးပိုင်ခွင့်ရှိပြီးတော့အစိုးရအဖွဲ့ဝင်နဲ့အခြားအစိုးရအရာရှိတွေကိုလည်းခိုင်းပိုင်ခွင့်ရှိပါတယ်။ဒါ့အပြင်တမရကအစိုးရကိုဥဆောင်ရတယ်။၎င်းရဲ့မူဝါဒတွေကိုအကောင့်ထဲပေါ်ရန်တာဝန်ရှိပါတယ်။တမရဥဆောင်တဲ့အစိုးရစနစ်ကိုအမေရိကန်၊ဘရာဇီး၊မက္ကဆီကိုနဲ့အခြားနိုင်ငံပေါင်း68နိုင်ငံလောက်မှာကျင့်သုံးကြပါတယ်။ တစိတ်တပိုင်းသမရစနစ် semi presidential system တစိတ်တပိုင်းသမရစနစ်ဆိုတာကတော့လူလူကတိုင်းရဲ့ရွေးချယ်တင်မြောက်တဲ့သမရနဲ့ပါလီမန်အောက်လွှတ်တော် National Assembly မှာအနိုင်ရတဲ့ပါတီကရွေးချယ်တဲ့ဝန်ကြီးချုပ်တို့အကြားအုပ်ချုပ်ရေးအာဏာခိုးယူခြင်းတုံးနဲ့ဆက်နေပါဒါပေမဲ့လည်းသမရအာဏာကိုပို့ပြီးတော့ရရှိပါတယ်အဲ့ဒီဆက်နေမှာသမရဝန်ကြီးချုပ်ကိုခန့်အပ်ဖို့ဒါမှမဟုတ်ထုတ်ပေါ်ဖို့အာဏာရှိပြီးတော့လွှတ်တော်အတည်ပြုထားတဲ့ဗီဒီယိုအာဏာကိုတုံးပြုလို့လည်းရပါတယ် ဒါပေမဲ့လေဝင်းကျုံတဲ့အစိုးရအဖွဲ့ဝင်တွေကတော့ဥပဒေတွေကိုအစိုးရတင်သွင်းဖို့နဲ့အစိုးရရဲ့နေစဉ်အရေးကိစ္စတွေကိုစီမံခန့်ခွဲဖို့အာဏာစတဲ့အရေးပါတဲ့အာဏာရှိပါတယ်။ရုရှားပြင်သစ်ပေါ်တူဂီအော်စတြီးယားတိလင်္ကာအီဂျစ်ပါဝင်ကမ္ဘာနိုင်ငံ16နိုင်ငံလောက်မှာတစိမ့်တစ်ပိုင်းတမရစနစ်ကိုကျင့်သုံးနေကြပါတယ်။တပ်ပါတီစနစ်ဆိုတာကတော့နိုင်ငံတစ်ခုကိုအုပ်ချုပ်ဖို့ပါတီတစ်ခုလည်းခွင့်ပြုထားတဲ့နိုင်ငံရေးစနစ်ပါ။တခြားပါတီတွေရှိရင်တော့ရွေးကောက်ပွဲမှာဝင်ပြောင်းမှု မဖြစ်နိုင်တော့တဲ့စီမံသတ်မှတ်ချက်တွေနဲ့တင်းကျပ်ထားပါတယ်။အစိုးရလက်တံတွေအားလုံးကိုအဲ့ဒီပါတီကထိန်းချုပ်ထားပါတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုရင်ကွန်မြူနနိုင်ငံတွေမှာနိုင်ငံရေးအပြိုင်ဆိုင်ပါတီခွင့်မပြုထားပါဘူး။ဒါကြောင့်ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေကဥပမာပြလို့ကောင်းတယ်တပ်ပါတီစနစ်နိုင်ငံတွေပါပဲ။မြောက်ကိုရီးယားတရုတ်ကျူးဘားဗီယက်နမ်နဲ့လာအိုပါဝင်ကမ္ဘာနိုင်ငံ၁၂နိုင်ငံလောက်မှာတပ်ပါတီစနစ်ကိုကျင့်သုံးနေကြပါတယ်။ဒါကတော့ကမ္ဘာပေါ်မှာကျင့်သုံးကြတဲ့နိုင်ငံရေးစနစ်တွေတည်းကတချို့ပါပဲ။ ဒါပြင်မြန်မာနိုင်ငံမှာကျင်းသုံးခဲ့တဲ့နိုင်ငံရေးစနစ်တွေအကြောင်းကိုလည်းတင်ဆက်ပေးကြင်ပါတယ်။လူလိုက်မြခင်ကာလမှာမြန်မာနိုင်ငံရေးကိုပါလီမန်စနစ်ကလွှမ်းမိုးခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်အဲဒီစနစ်ရဲ့ပင်ရင်းနိုင်ငံဖြစ်တဲ့ကိုလိုနီအင်္ဂလိပ်အုပ်ချုပ်မှုစနစ်ရဲ့လွှမ်းမိုးမှုနဲ့အနည်းငယ်များဆက်ဆက်မှုရှိပါတယ်။ကိုလိုနီဖြစ်ကြတဲ့ဟာရွေးကောက်ပွဲ6ကြိမ်ခန့်1922 1925 1928 1932 1936ခုနှစ်နဲ့ 1949ခုနှစ်တည်းမှာမိဆက်ကျင်းပပေးခဲ့တာလေ Rhys William ဦးဆောင်တဲ့1949နေကြားသိတာစုံလန်းစစ်စီရဲ့ကော်မတီရဲ့မိခွန်းနေတဲ့အကြံပြုချက်တွေလွတ်လပ်ရေးမတိုင်ခင်တိုင်းပြည်ပြည်ပြလွတ်တော်စသည်တည်းဟာပါလီမန်စနစ်အသွင်ဆောင်ခဲ့ပါတယ်။နောက်နောက်မှာပေါ်ပေါက်လာတဲ့1949အခြေခံဥပဒေနဲ့ဥနုပါလီမန်ဒီမိုကရေစီအစိုးရပေါ်မှာအဲ့ဒီအချက်တွေကများစွာပုံသွင်းပေးခဲ့ပါတယ်။အဲ့ဒီနည်းနဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေမှာ1949 ပါလီမန်စနစ်ဆက်စစ်မှုဖြစ်လာခဲ့ပါတယ်လွတ်လပ်ရေးရပြီး1948ခုနှစ်ကနေပြီးတော့1960ခုနှစ်အထိမြန်မာနိုင်ငံမှာပါလီမန်အစိုးရစနစ်ကိုကျင့်သုံးဆောင်ရွက်ခဲ့ပါတယ်ဒါအပြင်တပါတီဦးဆောင်တဲ့အစိုးရစနစ်ကိုလည်းကျင့်သုံးဆောင်ရွက်ခဲ့ပါတယ်တော်လိုင်းကောင်စီအစိုးရအနေနဲ့မြမဆိုချဲလစ်လမ်းစစ်ပါတီကဦးဆောင်ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ကိုဤလုံးကျူလူလူဆန္ဒခိုင်ပွဲကျင်းပပြီးတော့အတည်ပြုခဲ့တဲ့ 1984ဇန်နဝါရီ3ရက်ကနေပြီးတော့1988ခုနှစ်အထိမြန်မာနိုင်ငံမှာတပါတီဥဆောင်တဲ့အစိုးရစနစ်ကိုကျင်းသုံးခဲ့တာဖြစ်ပါတယ်။လက်ရှိကျင်းသုံးနေတဲ့မြန်မာနိုင်ငံရဲ့စနစ်ကိုကျွန်တော်တို့သုံးသပ်ကြည့်ရမယ်ဆိုရင်တော့အစိုးရဖွဲ့စည်းမှုစနစ်နဲ့ပတ်သက်ပြီးတော့လက်ရှိအခြေခံဥပဒေမှာပုံမှန်နဲ့ပုံမှန်16ပုံမှန်50ခွာနေပြီးတော့83အထိ196ခွာနေပြီးတော့246အထိနဲ့အခန်း7စတာတွေကအဓိကသက်ဆိုင်နေပါတယ်။ CIA World Facebook နဲ့ National Master စတဲ့နိုင်ငံတကာအဖွဲ့အစည်းကြီးရဲ့လီလာသူခက်မင်းများကတော့2008အခြေခံဥပဒေကိုပါလီမန်စနစ် Parliamentary Republic စီးရင်နဲ့မှာထည့်သွင်းထားကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအာရှ Foundation နဲ့အချို့လီလာသူတွေကတော့ Joseph Hybrid တမနာစနစ်ဖြစ်တယ်လို့ဆိုကြပါတယ်။နောက်ပြီး International NDE ကတော့ Assembly Independent လို့ခေါ်တဲ့ပါလီမန် Joseph စနစ်ဖြစ်တယ်လို့ဆိုပါတယ်။အဲ့တော့ခြုံငုံသုံးသပ်ရမယ်ဆိုရင်လက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေက ပါလီမန်စနစ်နဲ့တမလစနစ်ကိုမြမနေမြမဟန်နဲ့ရောဆက်ထားတဲ့ hybrid or mix ထားတဲ့စနစ်ဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအားပုံသဏ္ဍာန်အားနဲ့အားဖြင့်ပါလီမန်စနစ်အတွင်ဆောင်မိမဲ့လေအနှစ်အတိုင်းအားဖြင့်တော့တမလစနစ်ကိုအသားပေးရလို့ဆိုနိုင်ပါတယ်။ဒါကတော့လက်ရှိမြမနိုင်ငံစနစ်ကိုတုံးတက်ထားတာပါ။နောက်ဆုံးပြောချင်တာကတော့နိုင်ငံတည်ဆောက်ရေးကိုအထည်ဖော်ဆဲကာလဖြစ်တာနဲ့အညီစိန်ခေါ်မှုတွေများပြားလာပါတယ်။ ြည်တနာတွေကတစ်ခုရှင်းနိုင်ရင်နှစ်ခုပေါ်လာသလိုပဲတစ်ခုမရှင်းနိုင်လို့ရှိရင်သုံးခုဖြစ်သွားတတ်တဲ့သဘောရှိတဲ့အတွက်နိုင်ငံတိဆောင်ရေးကိုဥဆောင်မှုရပြုကြတဲ့ခေါင်းဆောင်တွေတာဝန်ရလေလွယ်ကူလာတာမဟုတ်ပါဘူးအဲ့လိုပဲစိန်ခေါ်မှုများပြားလာတဲ့နိုင်ငံတိဆောင်ရေးလုပ်ငန်းစဉ်အောင်မြင်စီရည်မှန်းတဲ့ပန်းနိုင်စီကိုချောချောမောမောရောက်ရှိနိုင်တဲ့ကိစ္စဆိုတာကလေနိုင်ငံရေးစနစ်တခုကောင်းရုံနဲ့ဖြစ်နိုင်တဲ့ကိစ္စရမဟုတ်ပါဘူးနိုင်ငံရေးစနစ်တည်းရဲ့ဟာဘလောက်ပဲကောင်းမှုပြည့်စုံနေပါသေး အဲ့ဒီနိုင်ငံရေးစနစ်ကိုပြည်သူလူထုတရားလုံးကနေပြီးတော့ပူးပေါင်းပါဝင်ပါမှလဲနိုင်ငံတစ်ခုရဲ့ဗတ်ဆုံတိုးတက်ကောင်းမွန်ရေးကိုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့တင်ဆက်ရင်ကျွန်တော်ရဲ့တင်ဆက်မှုဒီတိုင်းမှာအဆုံးသတ်ပြရစီခင်ဗျအဲ့တော့လက်ရှိကမ္ဘာနိုင်ငံတွေမှာဘယ်လိုနိုင်ငံရေးစနစ်တွေကျင်းသုံးနေလဲမြန်မာနိုင်ငံရေးစနစ်ကဘာတွေလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့တာမှာလိုအပ်တာရှိခဲ့ရတယ်ကိုမမဆွေးနွေးနိုင်ပါတယ်ထပ်ပြီးတော့လက်ရှိမြန်မာနိုင်ငံမှာဘယ်လိုနိုင်ငံရေးစနစ်ကိုကျင်းသုံးကျင်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ဝေဖန်ချင်တာတွေတုံ့တက်ချင်တာတွေထောက်ပြချင်တာတွေရှိရင်လေကိုမမဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါခင်ဗျာ။